င်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPP ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးတော့မှာပါတစားမုံလာပြင်းနေရန်ကုန်မှာမိုးအဆက်မပြတ်ရွာသွန်းနေပေမဲ့ရွှေတကုံစီရီတော်ကိုဖျားဖူးပြည်သူတွေလာရောက်ခဲ့ပါတယ်ဟနာပေးပို့ထားပါတယ်ရှင်လက်ရှိနိုဝင်ဘာလ3ကစလို့ဆက်မပြတ်ရွာသွန်းနေတဲ့မိုးကနိုဝင်ဘာလ4ရက်နေ့မှာလည်းမိုးလုံးပြင်းပေါင်းမင်းနေပြီးဆက်လက်ရွာသွန်းနေဆဲပါဒါပေမဲ့ဗုဒ္ဓဘာသာဝင်တို့အကျွတ်ညချုံနေမြတ်တစားမုံလာပြင်းနေမှာ ရွှေတကုံစည်တီတော်ကိုဘုရားဖူးပြည်သူတွေလာရောက်ခဲ့ကြပြီးမပြည့်သေးတဲ့စုတောင်းတွေအကျော်လာရောက်စုတောင်းခဲ့ကြပါတယ်။အော်ငင်းကြမ်းကျင်လေ။ငင်းကြမ်းကျင်လေအဲ့စုလိုတို့ကျင်လေ။တာယာမှုလေးရှိပြီးငင်းကြမ်းကျင်လေပေါ့။အဲ့စုလိုတော်တော်လေးတောင်းခဲ့။တော်တော်လေးငင်းကြမ်းကျင်။စစ်အနာတင်ခဲ့တဲ့ပြီးခဲ့တဲ့2023ကာလတည်းကစကိုင်းမကွေးချင်းပြည်နယ်ရခိုင်ပြည်နယ်ကယားပြည်နယ်စတဲ့ဒီကြားတွေဟာ စစ်တမ်းကိုအလူလဲခန်းစားခဲ့ရပြီးတခြားဒေသတွေမှာလည်းအ ਨੇ နဲ့အများစုသလိုထိခိုက်ပစ္စည်းဓာတ်တွေရှိနေပါတယ်။ဒီပေရင်မျိုးနယ်ကနေချုပ်ခွာလာတဲ့မြို့သမီးတယောက်ကသူ့ရဲ့စူတောင်းကိုခုလိုပြောပြပါတယ်။သမီးတို့ဗန်ဒီတိုင်းတိုင်းမယ်။ဦးတဲ့အိမ်ကြီးပြေတော့ပြေးရတဲ့ခါလေးရှိတယ်။ဒါမျိုးတွေအတိမဲ့ဒီလိုတွေကြားရရှိရအားလုံးတိုင်းပဲဒီကမှာကိုယ့်ရှေ့မှာမြင်နေရတဲ့ရာတွေတော့အေးချမ်းပါလိမ့်မယ်။နိုင်ငံတော်ကြီးအေးချမ်းကိုဆိုတာ ဘာလို့လဲဆိုတော့လူမင်းလည်းတော့မေးကြရတယ်လူတိုင်ရတာလည်းစင်ပြေးတယ်ဒီကကြတော့လည်းစင်ပြေးတယ်ငါလည်းလည်းစင်ပြေးတယ်ဘာပဲလို့လို့ဘာပဲတိုင်တယ်အခွင့်လမ်းကအများကြီးဆုံးဆုံးသွားတယ်ဟာကြောင့်မို့မင်းလည်းတော့ကြီးအမြဲဆုံးအေးချမ်းမှုလို့ဆိုတယ်မြန်မာပြက်ကတဲ့ရဲ့ရှစ်လမြောက်ဖြစ်တဲ့ဒဇောင်မုံလာမှာဗုဒ္ဓဘာသာဝင်တွေမြန်မာတွေဟာကထိန်ခင်းအလူဒါနာပြူတာဇေဒီတော်ရီမှာမတိုးတင်ကန်ရက်လုတ်ကတ်လူတာမိထွန်းပွဲတော်ကျင်းပတာနဲ့ပန်တကူအလူတွေပြုလုပ်ကြတာတွေလည်းရှိပါတယ် တစားမုံလာပြင်းနေမှာမတိုးတင်တဲ့ရလုတ်လူတန်းတဲ့နေဖြစ်တယ်လို့ဂေါတမမစ္စောဖျားကအစာတတ်မင်းနဲ့တရားနာပရိသတ်တွေကိုတာမညာဖလားတုတ်တော်ခေါ်ယဟန်ပြုခြင်းအကျိုးတရားတော်ဟောကြားခဲ့တာကြောင့်တာမညာဖလားအခါတော်နည်းလို့လဲခေါ်လို့ရှိပါတယ်ကျမဟနာပါ ရှမ်းပြည်နယ်မြောက်ပိုင်းထီယာနယ်လေးထိ ंछ ုပ်ထားတဲ့ကုတ်ခိုင်မြို့မှာရှိတဲ့ထီယာနယ်လေးအချုပ်ခန်းကအကျဉ်းသား30ကျော်နိုဝင်ဘာလ1ရက်ညတကောင်အချိန်ကထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။အဲ့ဒီလိုလွတ်မြောက်သွားတဲ့အထက်မှာအာနာသိစစ်တပ်ကစစ်တုပ်ပန်းတွေမပါဘဲရာဇုံမှုနဲ့မူရစ်စေဝါမှုတွေနဲ့ဖမ်းဆီးထိတ်ထိတ်ထားတဲ့သူ36ယောက်လွတ်မြောက်သွားတာလို့အဆိုပါဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတယောက်ကပြောပါဗျ။အဲ့ဒီလိုလွတ်မြောက်သွားသူ36ယောက်ထဲက မတိုင်းမှုနဲ့တရားမှုအယောက်30ကတော့လွတ်မြောက်နေဆဲဖြစ်ပြီးမူရဲစေဝါ30မှုနဲ့ဖက်စီခံထားရလို့တသက်မမမရှိတဲ့သူ6ဦးကသာပြန်လည်ဖမ်းမိခဲ့တယ်လို့ဆိုရတယ်။အဲ့ဒီလိုဖမ်းဆီးထားတဲ့အကျဉ်းသားတွေကိုအရင်ကစစ်ကောင်စီရဲ့ yes ခံဟောင်းမှာပဲထိရနေလေကထိသိမ်းထားတာဖြစ်ပြီးအကျဉ်းသားတဦးကအပေါ့သွားခြင်းတယ်လို့လိမ့်လည်ပြီးထောင်ဆောင်စီကတော့ကိုလူယူကကျန်တဲ့သူတွေကိုအကုန်ဖွင့်ပေးတဲ့အတွက်အခုလိုလွတ်မြောက်သွားတာလို့နှိစက်သူတွေကတစင်သိရပါဗျ။ လွတ်မြောက်သွားတဲ့အထဲမှာကုတ်ခတ်မျိုးမှာမရေမှုကျွလွန်ထားတဲ့ဆရာဝန်တဦးအပါဝင်မရေမှု ခိုးမှုလူရမှုမူရမှုလူသက်မှုနဲ့ပြစ်မှုကြီးကြီးမားမားကျွလွန်ထားသူတွေပါဝင်တယ်လို့လည်းသိရပါရဲ့ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းထရနယ်လေးထိ ंछ ုပ်ထားတဲ့ကုခိုင်မြို့မှာရှိတဲ့ထရနယ်လေးအချုပ်ခန်းကအကျဉ်းသား30ကျော်နိုဝင်ဘာလ1ရက်ညတကောင်ချိန်ကထွက်ပြေးလွတ်မြောက်သွားတယ်လို့ဒေသခံတွေစီကနေသိရပါဗါတယ်။အဲ့ဒီလိုလွတ်မြောက်သွားတဲ့အထက်မှာအာနာသိစစ်တပ်ကစစ်တုပ်ပန်းတွေမပါဘဲရာဆိုးမှုနဲ့မူရစ်စေဝါမှုတွေနဲ့ဖမ်းဆီးထိသိမ်းထားတဲ့သူ36ယောက်လွတ်မြောက်သွားတာလို့အဆိုပါဖြစ်စဉ်ကိုသိရှိတဲ့ဒေသခံတယောက်ကပြောပါဗါတယ်။ အဲ့ဒီလိုလွတ်မြောက်သွားသူ36ယောက်ထဲကမတိုင်းမှုနဲ့တရားမှုအယောက်30ကတော့လွတ်မြောက်နေဆဲဖြစ်ပြီးမူရစေဝါ30ခုနဲ့ဖက်စီခံထားရလို့တသက်မမမရှိတဲ့သူ6ဦးကသာပြန်လည်ဖမ်းမိခဲ့တယ်လို့ဆိုရတယ်အဲ့ဒီလိုဖန်စီထားတဲ့အကျဉ်းသားတွေကိုအရင်ကစစ်ကောင်စီရဲ့ yes ခံဟောင်းမှာပဲ TNL ကထိသိမ်းထားတာဖြစ်ပြီးအကျဉ်းသားတူကအပေါ့သွားခြင်းနဲ့လို့လိမ့်လဲပြီးထောင်ဆောင်စီကတော့ကိုလူယူကကျန်တဲ့သူတွေကိုအကုန်ဖွင့်ပေးတဲ့အတွက် အခုလို့လွမြောက်သွားတာလို့နှိဆက်သူတွေကတဆင့်သိရပါတယ်လွမြောက်သွားတဲ့အထဲမှာကုတ်ခတ်မျိုးမှာမရေမှုကျူးလွန်ထားတဲ့ဆရာဝန်တူအပါဝင်မရေမှု ခိုးမှုလူရမှုမူရမှုလူသက်မှုနဲ့ပြစ်မှုကြီးကြီးမားမားကျူးလွန်ထားသူတွေပါဝင်တယ်လို့လည်းသိရပါတယ်ရှင်။အီတလီနိုင်ငံမျိုးတော်ရိုမီယံမျိုးလည်းမှာပြန်ပြုတ်ပြေမုန်းမနေတဲ့အလဲခေမျိုးစဉ်တစ်ခု နိုဝင်ဘာလ3ရက်ကဒုတိယအကြိမ်တစိမ့်တစ်ပိုင်းပြိုကျလို့ဖုံမှုတ်တွေဥတက်လာခဲ့ပါတယ်။ မျိုးစင်ရဲ့ပထမတစ်စိတ်တစ်ပိုင်းပြိုကျပြီးအလုတ်သမားတူဒေယာပြင်းထန်လို့ဆေးရုံတင်ခဲ့ရပါတယ်။နောက်ထပ်အလုတ်သမားနှစ်ဦးဒေယာနည်းနည်းရခဲ့ပြီးဆေးရုံတက်ဖို့ညှိစို့ခဲ့တယ်လို့ ANSA သတင်းဌာနကဖော်ပြခဲ့ပါတယ်။အစောပိုင်းကအရေးပေါ်ဌာနတွေဟာအပြက်စီတွေအောက်မှာပဲ့မိနေသူတူကိုကယ်ထုတ်ဖို့ကြိုးစားနေတယ်လို့အမျိုးသားမိသက်ဌာနပြောရေးဆိုခွင့်ရှိသူလူကာကာရီကရိုက်တာသတင်းဌာနကိုပြောပါရယ်95ပေရှည်တဲ့တူရီဒီကွန်တီမျိုးစင်ဟာ ပီယာဇာဗီနီစီယာကနေကိုလိုစီယမ်တို့ဦးတည်နေပြီးကျယ်ပြန့်တဲ့လမ်းမကြီး VRD Fori Imperiali ဘောမှာတည်ရှိပါတယ်အဆောင်ကို2006ခုနှစ်ကစပြီးမသုံးတော့ပေမဲ့လာမယ့်နှစ်မှာပြီးမဲ့၄နှစ်ကြာပြည်လဲပြုပြင်မှုမှန်ရေးစီမံကိန်းရဲ့တစိုက်တစ်ပိုင်းအဖြစ်လှုပ်ဆောင်နေတာလို့ရောမမျိုးအာနာပိုင်တွေကပြောပါတယ် မျော်စင်ရဲ့ပြင်ပေါက်တွေကနေဖုံမှုတ်တွေလွင့်နေပြီးအုတ်တိုင်းပြိုကျသံတွေကြားနေရတာကိုလူမှုမီဒီယာပေါ်မှာ တင်ထားတဲ့ဗီဒီယိုတွေမှာတွေ့ရပါတယ်ရှင်။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။ကျွန်မကတော့ချွတ်ချွတ်ဆက်မှကျေးဇူးတင်ပါတယ်ရှင်။